မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတော်တမချန်းအစီအစဉ်များကိုတနင်္လာနေ့မှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာညီကိုခုနှစ်ယောက်ဟာတယောက်ပြီးတယောက်သိဆုံးတော့ခဲ့ကြလို့အမျိုးသမီးတူဦးတဲကိုပဲလက်ထပ်ပေါင်းသင်ခဲ့ကြတဲ့သူတွေဖြစ်ခဲ့ကြတယ် ဒါဆိုရင်သူတို့ရှင်ပြန်ထမ်းမြောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးဟာဘယ်ညီကိုရဲ့ဇနီးဖြစ်မလဲလို့မေးခဲ့ကြတဲ့ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး20ကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုသုံးသပ်ပြီးအဖြေတွေပေးထားပါဗျ။ဒီကျမ်းမှာတော့ယူရဘာသာရေးခေါင်းဆောင်တွင်တဲ့ခရစ်တော်ရဲ့နောက်ဆုံးအကျင့်ရင်ဆိုင်ခြင်းကိုတွေ့ရပါမယ်။ခရစ်တော်ရဲ့အခွင့်အာဏာအကြောင်းစောကြောခြင်းများကိုလည်းကြားနာကြရပါမယ်။ပြီးတော့ကဲဖာဘုရင်အပေါ်မှာခရစ်တော်ရဲ့သဘောထားနဲ့ ဇာရုကဲရဲ့ကျမ်းပြုဆရာများတို့ရင်းနဲ့လေခရစ်တော်ပြေဆုံးပုံများအကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအခွင့်ဘသူပေးသနီးဆိုတဲ့ခေါင်းစဉ်နဲ့စတင်ရအောင်လို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး20ရဲ့အငယ်1ကနေ3အထိကိုစတင်နားထောင်ကြပါစို့တနေ့တစ်နေ့ကိုတော်သည်ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေးတော်မူစဉ်တွင်ယေဘရောဟိတ်အကြီးကျမ်းပြူဆရာလူအကြီးအကဲတို့သည်လာ၍ ကိုတော်သည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသည်ကို၎င်းထိုအခွင့်ကိုအဘယ်သူပေးသည်ကို၎င်းအကျွန်ုပ်တို့အားပြောပါဟုဆိုကြသောကိုတော်ကငါသည်တစုံတစ်ခုကိုမေးဥမီသင်တို့ဖြေကြလော့ခရစ်တော်ဟာယေရုရှလင်မြို့ကပိမှန်တော်ကြီးစီးကို၃ရက်ဆက်တိုက်လာခဲ့တယ်ဆိုတာကိုကျွန်တော်ဟောပြောခဲ့ပြီးပါပြီပတ်သက်ာပွဲချိန်မှာသူအဖမ်းအစည်းခံရတဲ့နေ့အထိခရစ်တော်ဟာသူ့ရဲ့တရားဒေသနာကို စက်တိုက်ဟောပြောတွင်တွင်သွားခဲ့ပါတယ်အခုအချိန်မှဆိုရင်ဂျူးလူမျိုးအကြီးအကဲတွေရောက်လာကြတယ်ခရစ်တော်ကိုမေခွန်းထုတ်တယ်ဒါကိုခရစ်တော်ကမေခွန်းကိုမေခွန်းနဲ့ပဲပြန်ပြီးတုံ့ပြန်လိုက်ပါတယ်ငါသည်တစုံတစ်ခုကိုမဲအုံးမီသင်တို့ဖြေကြလော့တယ်အငယ်လေးယောဟန်ဤဗတ္တိဇံတရားပြီဖျားကဖြစ်တယ်လောလူကဖြစ်တယ်လောဟု မေးတော်မူ၏အခုလိုခရစ်တော်ပြုတ်လိုက်တဲ့တုံ့လှဲ့မေခွန်းကတော့ အခုခေါင်းဆောင်ကြီးတွေဘယ်လို့မှမဖြေနိုင်တဲ့မိကုံးပါလေဘယ်အဖြေပဲပေးပေးကို့ဖာသာကိုကြော့ခွင်းမှ မိနေမဲ့အဖြေသာ ပေးရမှာမို့ဒီပုံကိုယ်တွေဖြစ်ပုံကိုအခုဆက်ပြီးတော့တွေ့ရပါတော့မယ်အငယ်9မှ10ထိုသူတို့သည်အချင်းချင်းဆင်ကျင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြေရင်တင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်းဟုမေးလေဦးမည်လူကဖြစ်သည်ဟုငါတို့ဖြေရင်ယောဟန်သည်ပရောဖက်ဖြစ်သည်ကိုလူအပေါင်းတို့သည်ယုံသဖြင့် ငါတို့ကိုကြောက်ခဲနှင့်ပြစ်ကြလိမ့်မည်ဟုအချင်းချင်းဆင်ခြင်ပြီးမှအဘယ်ကဖြစ်ပြီးကိုအကျွန်ုပ်တို့မသိပါဟုပြန်ပြောကြ၏ယေရှုကလည်းထို့အတူဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါမပြောဟုမိန့်တော်မူ၏အခုအချိန်မှာခရစ်တော်ကိုဘုသူ့အခွင့်အာဏာနဲ့ဒီလိုအမှုတွေဆောင်ပြီးတော့ဒီလိုတရားမျိုးတွေဟောနေရတယ်လေဆိုတဲ့မိကုန်းဟာအမှန်တော့မယိုးသားတဲ့စိတ်ဓာတ်ကလာတဲ့မိကုန်း ဉာဏ်ဉာဏ်နဲ့ကလာတဲ့မိဂွန်းဆိုတာရှင်းနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်အခုခရစ်တော်ကပြန်ပြီးမေးလိုက်တာကယောဟန်ကိုမင်းတို့လက်ခံကြရဲ့လားဆိုတဲ့မိဂွန်းပါပဲ။ယောဟန်ကိုသာသူတို့လက်ခံမယ်ဆိုရင်တမာကျမ်းစာကိုအလွတ်နှီးပါလောက်ရနေတဲ့ဒီအဖွဲ့ရလူတွေဟာသခင်ခရစ်တော်ဘယ်သူလဲဆိုတာသူတို့သိရလိမ့်မယ်။သခင်ခရစ်တော်ကိုလက်ကိုခံရလိမ့်မယ်။သခင်ခရစ်တော်ရဲ့အခွင့်အာဏာဘယ်ကလာပါလဲဆိုတာ သူတို့သိကိုသိရမယ်မဟုတ်ဘူးလားဒီအချိန်မှာသူတို့ကယောဟန်ကိုလက်ခံတယ်မခံဘူးဘာမှအဖြစ်မပေးရဘူးအမှန်ကတော့သူတို့ယောဟန်ကိုလက်မခံခဲ့ကြပါဘူးခရစ်တော်ကတော့ပြက်ပြက်သားသားပဲအေးမင်းတို့ကောင်းနေရမဖြစ်တော့ငါကလည်းမဖြစ်ဘူးရှင်းရှင်းပဲတဲ့ခရစ်တော်အလွန်မှန်ကန်ပါလေဒီလူတွေဟာခရစ်တော်ရဲ့သစ္စာတရားအမှန်ကိုလက်မခံကြမှာသေချာနေတော့ဘာဖြစ်လို့ကြွဲပါမှာစောင့်တိနေဖို့လိုတော့မှာလေ အသေးခံရကားတိုင်းနဲ့လက်ကမ်းအလိုမှာဘာဖြစ်လို့အမောခံပြီးတော့ဒီလူတွေကိုစကားပြန်ပြောနေဖို့ရှင်းပြနေဖို့လိုတော့မှာလေတခုတော့ရှိပါတယ်ကယ်တင်ရှင်ဖခင်ခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတာကတော့အဲ့ဒီခရစ်တော်ကိုသတ်ချင်နေတဲ့လူတွေအပါအဝင်ကမ္ဘာမှာရှိတဲ့လူသားတွေအလုံးအတွက်ပဲဖြစ်တယ်ဆိုတာကိုဒီအဖြစ်တွေရဲ့နောက်ပိုင်းကယ်တင်ရှင်ဖခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမှာ ီလူတွေဟာနားလေခဲ့ကြပါစေလို့ပဲကျွန်တော်ကတော့စိတ်ဆန္ဒပြင်းပြင်းပြပြပြုလိုက်မိပါတယ်။စပြည့်ဥယင် ပုံပြင် ဥပမာဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပြရစီ။အငယ်9နဲ့30ထိုအခါပရိသတ်တို့အားမိန်တော်မူသောဥပမာကလူတဦးသည်စပြည့်ဥယင်ကိုစိုက်ပျိုးပြီးမှလှုပ်ဆောင်သောသူတို့အားဥယင်ကိုငှား၍အခြားသောပြည်သို့ကြာမြင့်စွာသွားနေ၏။ကာလအချိန်တန်လျှင်လှုပ်ဆောင်သောသူတို့သည်စပြည့်ပြီးအချို့ကိုပေးစေခြင်းက ဥယျင်ရှင်သည်ငယ်သားကိုဆေးလွှတ်လေ၏ဥယျင်ဆောင်တို့သည်ငယ်သားကိုရိုက်၍လက်ချီလွှတ်လိုက်ကြ၏နောက်တဖန်အခြားသောငယ်သားကိုဆေးလွှတ်ပြန်လျင်သူ့ကိုဒဏ်ရာပေါ်အောင်နာကျင်စွာရိုက်၍ဟင်ထုတ်ကြ၏ထိုအခါဥယျင်ရှင်ကငါသည်အဘယ်သို့ပြုရအံ့မည်ငါ၏ချစ်သားကိုငါဆေးလွှတ်မည်ထိုသူတို့သည်ငါသားကိုမြင်လျှင်အာနာကောင်အာနာကြလိမ့်မည်ဆို၏။ဥယျင်ဆောင်တို့သည်သားကိုမြင်လျှင်ဤသူသည်အမွေခံဖြစ်လာကြသူ့ကိုတတ်ကြကုန်အံ့ ထိုသောသူ၏အမွေဥစ္စာကိုငါတို့ရကြလိမ့်မည်ဟုအချင်းချင်းတိုင်ပင်ပြီးမှဥယျာဉ်ရှင်၏သားကိုဥယျာဉ်ပြင်သို့ထုတ်၍သတ်ပြကြ၏တို့ဖြစ်လျင်ဥယျာဉ်ရှင်သည်ဥယျာဉ်ဆောင်တို့ကိုအဘဲသို့ပြုမည်နီဥယျာဉ်ရှင်သည်လာ၍ထိုသူတို့ကိုတုတ်သင်ပယ်ရှင်းပြီးမှထိုဥယျာဉ်ကိုအခြားသောသူတို့အားပေးလိမ့်မည်ဟုမိန့်တော်မူ၏ပရိသတ်တို့သည်ကြားလျင်ထိုတို့မဖြစ်ပါစေနှင့်ဟုလျှောက်ကြသောပြီးခဲ့တဲ့ခရစ်ဝင်ဒီမှာလဲကြားခဲ့ရပြီးတဲ့ဥပမာတော်ပါပဲ ဒါပေမဲ့မယိုးနိုင်တဲ့ဥပမာ၊ကွင်းကွင်းကွက်ကွက်ရှိတဲ့ဥပမာတော့ဖြစ်ပါတယ်။အတိတ်ကာလဓမ္မဟောင်းအချိန်ခေတ်ကစပြီးတော့ဖျားသခင်ဆေလွတ်ခဲ့တဲ့ပရောဖက်တွေအသီးသီးကနေယောဟန်အထိသမိုင်းတလျှောက်ဣသရေလတွေဟာတတ်ခဲ့ကြတယ်။ဒီပရောဖက်တွေကိုလက်မခံခဲ့ကြဘူး၊ဂျိုက်နှက်ခဲ့ကြတယ်။အခုငါ့ကိုပါတတ်ကြတော့မယ်။မင်းတို့ဣသရေလတွေဟာ ရှင်သီးပင်အောက်မှာရှင်သီးရှာပြီးတော့ မင်းတို့အတွက်ရည်စူးခဲ့တဲ့ကယ်တင်ခြင်းတရားတော်ဟာကမ္ဘာတခြားလူမျိုးတွေကိုငါပေးဝေပစ်လိုက်တော့မယ်ဆိုတဲ့တိုက်ရိုက်အတိတ်ပဲဖော်ပြနေပါတယ်။ဟုတ်မဟုတ်ဆိုတာကိုတော့ဓမ္မသမိုင်းနဲ့ကမ္ဘာသမိုင်းစာမျက်နှာတွေမှာ အဖြေရှိနေလို့ဖွင့်သာကြည့်ကြပါတော့လို့ကျွန်တော်တင်ပြပေးရစီ။အငယ်18ကိုတော်သည်ထိုသူတို့ကိုကြည့်ရှု၍တိုက်ကိုတီလုတ်သောသူများပယ်ထားသောကြောက်သည်နောက်တဖန်တိုက်တောင်းအထောက်အပြားသို့ရောက်ပြန်၏ဟုသောစံစာချက်သည် အဘယ်သို့ဆိုလိုသည်။ခရစ်တော်ရဲ့ကိုခန္ဓာကိုသာဖျက်ဆီးဖို့သူတို့ လုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ခရစ်တော်ဟာအသက်ရှင်ခြင်းလမ်းပေါ်မှာအောင်ပန်းနဲ့အတူ လူသားတွေရဲ့ငရဲမှလွတ်ခြင်းအခွင့်ကို ပေးခဲ့တယ်။တနည်းအားဖြင့်ကောင်းကျင်နိုင်ငံတော်ရဲ့ဝိညာဉ်ရေးအောင်ပွဲကြီးကိုဆင်နိုင်ခဲ့ပါတယ်။အငယ်၈အကျဉ်သူသည် ထိုကြောက်အပေါ်သို့ကြာ၏ထိုသူသည်ကျိုးလက်တံအကျဉ်သူ၏အပေါ်သို့ထိုကြောက်သည်ကြာလက်တံ ထိုသူသည်ညံ့ညက်ကြေလက်တန့်ဟုမိန့်တော်မူ၏ကိုကိုကိုအပြစ်သားဆိုတဲ့အသည့်နဲ့ယုံကြည်သူဟာကြောက်ပေါ်သို့ကြတဲ့လူပါပဲသူဟာနောင်တနှလုံးသားနဲ့ကြိုးပဲ့ကြေမွာသော ခံစားချက်များနဲ့ခရစ်တော်သည်ဟုသောကြောက်ပေါ်မှာငြင်းမြန်တည်ကြည်နေရပါလိမ့်မယ်ဒါကိုကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး3အငယ်7ကအခုလိုဖော်ပြပါတယ်ယေရှုခရစ်သည်ဟုသောခြားလျက်ရှိသော တိုင်းမြစ်မှတပါအခြားသောတိုင်းမြစ်ကို အဘယ်သူမျှမချနိုင်ဆိုပြီးဖြစ်ပါတယ်။ဒီကြောက်ဟာအနန္တကာလမြဲမြံတဲ့ကြောက်ဖြစ်တယ်။ပြီးတော့သက်ဆန်းရေကို သူ့ရဲ့ရင်သွင်းကနေစီးဆင်းစေတဲ့ကြောက်လည်းဖြစ်ပါတယ်။ဒါကိုအလွန်ရှေးကြခဲ့တဲ့ဟိုးမောရှိခေကာလမှာကလေးကဖျားသခင်နမိတ်ပေးခဲ့ပြီးပါပြီ။ထွမြောက်ရကျမ်းအခန်းကြီး18အငယ်6မှာ ကျွန်တော်တို့မှတ်မိကြမယ်လို့ထင်ပါတယ်။အခုလိုဖျားသခင်ကိုယ်တိုင် မောရှိကို အမိန်တော်ဆင့်ဆိုခဲ့ပါတယ်။ ထိုအရ၌ရှိသောကြောက်ပေါ်တွင်သင်ရှိမှငါရနေမည်သင်သည်ထိုကြောက်ကိုရိုက်ရမည်လူများတောက်ဖို့ထိုကြောက်ထဲကရေထွက်လိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ဟုတ်ပါတယ်ခရစ်တော်ကယ်တင်ရှင်ရဲ့သေခြင်းဘို့မဟုတ်ကြောက်ဤကြေကွဲခြင်းအပြင်သာဝရအသက်ဆန်းရည်ဆိုတာဟာလူသားတိုင်းအဖို့အစဉ်တစိုက်စီးဆင်းနေပြီဆိုတာကိုဒီကနေ့ကျွန်တော်ထပ်မံတင်ပြဖော်ကျူးလိုက်ချင်ပါတယ် ကဲသာဘရင်အပေါ်တွင်ခရစ်တော်၏အမြင်ဆိုတာကိုဆက်လက်ပြီးတော့ကျွန်တော်တင်ပြလိုပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်19ထိုအခါယေဘရဟိတ်အကြီးကျမ်းပြုဆရာတို့သည်မိမိတို့ကိုရည်ဆောင်၍ထိုဥပမာစကားကိုဟောပြောတော်မူသည်ကိုသိသောကြောင့်ကိုတော်ကိုဖန်ဆီးခြင်းဟာရှာကြံကြ၏။သို့တော်လည်းလူများကိုကြောက်၍နေရကြ၏။အလင်းနဲ့ဆင်ခြင်စရာလိုတဲ့ကျမ်းပါပဲ။ခရစ်တော်ကိုမုန်းသည့်လူတွေဟာဒီတရားဒေသနာတွေနဲ့ သူတို့ကိုဥတီပြီးပြောနေတယ်ဆိုတာကိုသူတို့အကျွင်းမဲ့သဘောပေါက်ပါတယ်တဲ့ဒီကနေ့ခရစ်တော်ကိုချစ်တဲ့သူ ကျွန်တော်တို့အဖို့အင်းရှိအေကန်းကစင်ပေါ်မှာရှိနေတဲ့ကျမ်းစာအုပ်ဟာကျွန်တော်တို့ကို ခရစ်တော်ဥတီပြီးဟောနေတဲ့သင်သရတော်ကမာကျမ်းပဲဆိုတဲ့အချက်ကိုသဘောပေါက်ကြပါစားနားလည်ကြပါစားဒီမေကွန်းကိုကျွန်တော်ထုတ်ချင်ပါတယ်မိတ်ဆွေတို့ဘယ်လိုဖြေကြပါမလဲဖြေနိုင်ကြပါစေ အတိတ်ဘယ်ကိုလဲသဘောပေါက်ကြပါစေပြီးတော့နဲ့ဆိုင်တဲ့ဝိညာဉ်ခွန်အားကိုရယူနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါရစေအငယ်20မှ22ထိုအခါဖာရိရှဲတို့သည်ကိုတော်ကိုချောင်းမြောင်းလျက်စကားတော်၌အပြစ်ကိုရှာ၍မြို့ဝန်မင်းလက်သို့အံ့နံသောအခွင့်ကိုရခြင်းငှာသူတော်ကောင်းဖြစ်ရောင်ဆောင်သော တရှိုးတို့ကိုအထံတော်သို့ဆေးဖက်ကြ၏ထိုတရှိုးတို့ကအရှင်ဖျား ကိုတော်သည်လူမျက်နှာကိုမထောက်ဘဲဖြောင့်မတ်စွာဆုံးမဩဝါဒပေး၍ဘုရားသခင်ဤတရားလမ်းကိုဟုတ်မှန်စွာပြတော်မူသည်ကိုကျွန်ုပ်တို့သိကြပါ၏အကျွန်ုပ်တို့သည်ကဲသားဘရင်အားအခွန်ကိုဆက်အပ်သလိုမဆက်အပ်သလိုဟုမေးလျှောက်ကြ၏ပါရီရှဲကြီးတွေရဲ့တရှုပါရီရှဲကလေးတွေဥရှံစားတို့ဥဒိန်တောင်တို့လို့ဖြစ်မှာပေါ့လာပြီးတော့ပေကလတ်ပေကလတ်နဲ့မြောက်ပေးတယ်ကိုတော်ကတော်တဲ့ဗျာတဲ့ကိုတော်ရှင်ကိုမြောက်ပေးတယ်မြောက်ပေးရင် သဘောကျမယ်ဖာမန်လူလူသွားပြီးတော့ရိပ်ပဲပဲလှုပ်တယ်ပြီးတော့မှကဲသာဘရင်နဲ့သွားပြီးတော့ရန်တိုက်ပါလီရောတယ်ကဲသာဆိုတာယောမကအာနာရှင်စီဇာအခွန်ကိုအဲ့ဒီဘရင်ကိုမဆက်နဲ့ပြောရင်ယောမစစ်တပ်ကိုလက်တို့ပြီးတော့သတ်မယ်ပေါ့ပြီးတော့ဆက်ရမယ်လို့ပြောလိုက်ရင်လေဂျူးသစ္စာပေါက်ကြီးဆိုပြီးတော့သိခါချမယ်လေဘဲဘက်ကဆန်းဆန်းခရစ်တော်ကိုအပြစ်မဖြစ်ဖြစ်အောင်ညစ်တီးညစ်ပတ်သူတို့လုံနေကြတယ်မဟုတ်ဘူးလား အငယ်23မှ26ကိုတော်သည်သူတို့၏ပြည့်ရေကိုသိမှတ်တော်မူခြင်းသင်တို့သည်ငါကိုအဘယ်ကြောင့်စုံစမ်းနှောက်ယှက်ကြသနည်းဒေနာ၏တပြားကိုပြပါအဘယ်သူ၏ပုံအဘယ်သူ၏လိပ်စာပါသနည်းဟုမေးတော်မူခြင်းကဲသာဘရင်၏ပုံ ကဲသာဘရင်၏လိပ်စာပါပါသည်ဟုပြောကြတော့ကိုယ်တော်ကကဲသာဘရင်ဥစ္စာကိုကဲသာဘရင်အားဆက်ပေးကြလော့။ဖျားသခင်ဥစ္စာကိုကဖျားသခင်အားဆက်ပေးကြလော့ဟုမိန့်တော်မူ၏။ထိုသူတို့သည်လူများရှေ့တွင စကားတော်၌အပြစ်မတွေ့နိုင်သဖြင့်ပြန်ပြောတော်မူသောစကားကိုအံ့ဩ၍တိတ်ဆိတ်စွာနေကြ၏မတိတ်ဆိတ်လို့လည်းမရဘူးလေစီလိုအပေါက်ရှာပေမဲ့သူတို့ခရစ်တော်ကိုဘယ်လိုမှအပြစ်ရှာမရဘူးပြောခဲ့တဲ့အတိုင်းဥရှံစာဥသိန်းတောင်တို့လိုလူမျိုးတွေဆိုတော့ပြောမယ်ဆိုရင်လေမှားတဲ့အခါလဲမှားပြီမပေါ်ဗျာဆိုပြီးတော့ပဲပြောစရာရှိတော့မှာပေါ့ဒီပြင်ဘာမှ ပြောခွင့်မရှိတော့ဒီလိုပဲဖြစ်ရမယ်မဟုတ်ဘူးလားဘလောက်များကာတွန်းဆန်တယ်လဲဆိုတာတွေးတာကြည့်ကြပြီတော့ ကိုယုတ်ကာယဇာတုကဲမြာဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပါရစေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်29နဲ့28ထာမြောက်ရှင်ပြန်ခြင်းမရှိဟုမြင်းခုန်တတ်သောဇတုကဲအချို့တို့သည်လေအထံတော်သို့ချင်းကပ်၍အရှင်ဖုရားမယားရှိသောသူသည်သားမရှိဘဲသေခြင်းသူဤမယားကို သူညီသိမ့်ယူ၍အကိုကိုအမျိုးမပြတ်ဆက်နွယ်စေဟုကျွန်ုပ်တို့အားမောရှိစီရင်ပါ၏အခု ကျွန်တော်ကြားခဲ့ရတဲ့အတိုင်းပဲပါရီရှဲအဖွဲ့ရနေပြီးတော့စုံတောက်ကြီးတွေကိုလှုပ်ခရစ်တော်ကိုသွားပြီးစုံစမ်းခိုင်းသူတို့လိုချင်တဲ့အကွက်မဝင်တော့လက်မြောက်သွားတဲ့အချိန်ဟန်တလုံးပန်တလုံးရှေ့ကိုတက်လာတာကတော့ဇာတုကဲတွေပဲသူတို့ကဘာသာရေးသမားမဟုတ်တဲ့မလိုင်ပေါ်ကအစီအဦးလူအသက်ဆိုတာနောက်တနေ့သေခြင်းသေမှာဒါကြောင့်နေရာတုံးပျော်ပျော်ကြီးနေတာနေဆိုတဲ့လူမျိုးရှင်ပြန်ထမြောက်ခြင်းဆိုတာကိုအရှင်းမယုံဘူးတခါတည်းကောက်ခါငင်ကမေးလိုက်တာကတော့မင်းမတယောက် သားမရှိဘဲသူ့ယောက်ျားသေရင်စောင့်လေမျိုးနွယ်ဝတ်ငါးသွယ်ဆိုတလို့ဒီမိမကိုသေတဲ့ယောက်ျားရဲ့ညီကလက်ဆက်ရမယ်လို့မောရှိကပြောပါတယ်ဆိုပြီးတော့စကားဦးသန်းနေဆိုးတော့မဆိုးလာဘူးဒီကျန်းစာကိုတရားဟောရာကျန်းအခန်းကြီး25အငယ်9နဲ့6တို့မှာတွေ့ရပြီးတော့ဥပမာတက်သေးအဖြစ်ကိုတော့ယူသဝတ္ထုကယူသရဲ့အဖြစ်နဲ့နှိုင်းရှင်လို့ရကောင်းရနိုင်ပါလိမ့်မယ်ဒီကျန်းကိုတော့သူတို့ကွက်ပြီးမှတ်ထားတယ်အငယ်29မှ36 ။ညီအကိုခုနှစ်ယောက်ရှိပါ၏။အကိုအကြီးသည်မိန်းမနှင့်စုံဖက်၍သားမရှိဘဲသေလျင်သူ၏မယားကိုသူညီအကြီးသိမ့်၍သားမရှိဘဲသေလျင်လေ။ထို့အတူတတရသူမှစ၍တယောက်နောက်တယောက်ခုနှစ်ယောက်သောညီအကိုတို့သည်ထိုမိန်းမကိုသိမ့်၍သားကိုမကြံရစ်စေဘဲသေကြ၏။နောက်ဆုံး၌မိန်းမသည်လည်းသေလေ၏။သို့ဖြစ်၍ထမြောက်ရာကာလ၌ထိုမိန်းမသည်အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနှစ်ယောက်တို့သည်ထိုမိမနှင့်ဆုံဖက်ကြပြီဟုလျှောက်ကြ၏စောစောပိုင်းတုန်းကဒီဇာရုကဲတွေကိုအောင်မယ်ကြမ်းတွေမဆိုးဘူးအတော်ကြေသားပဲဆိုတဲ့သဘောနဲ့ဒီပုံကိုယ်တွေမဆိုးပါဘူးလားဆိုပြီးတော့ကျွန်တော်မှတ်ချက်ပေးခဲ့တယ်အခုဆက်ပြီးမေးတာကြီးကတော့ကြားတဲ့အတိုင်းပဲညီကိုခုနှစ်ယောက်စလုံးဒီမိမကြီးကိုကြီးစင်ငယ်လိုက်ယူသွားတယ်တဲ့အတိတ်ပဲကတော့သေမာကိုကြိုပြီးသိထားလို့တခြားမိမတောင်မယူဘဲနဲ့ဂျူတီချင်းပြီးစောင့်နေတဲ့သဘောပေါ့ မိမတယောက်တည်းကိုညီကိုခုနှစ်ယောက်ကတန်းစီပြီးအလှည့်ကြယူကြတယ်လေယူလိုက်တိုင်းရဲ့သေးကြတယ်ယူလိုက်သေးလိုက်နဲ့အဲ့ဒီခုနှစ်ယောက်စလုံးမျိုးပြုတ်သွားတယ်နောက်ဆုံးအဲ့ဒီမိမကြီးလည်းတစ်ခါသေပြန်နေတယ်တော်တော်သေးတယ်မသေးဘဲနဲ့ညာနောက်ထပ်တခြားဝန်းခွဲတွေဘက်ကိုလှည့်ပြီးတော့ခွဲရမ်းမကြတာပဲကျေးဇူးတင်ရသေးတယ်ဒီတော့စောစောပိုင်းကမဆိုးဘူးဆိုတာကိုကျွန်တော်ပြောခဲ့တာဟာစောစောပိုင်းကအတွက်သာမဆိုးတာအခုတော့ဒီဇာတုကဲတွေဟာလေကပလူကြောင်ကြီးများစီးရင်ဝင်သွားပြီ အမှန်တော့ ကိုယ်တိုင်မယုံကြည်တဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတာကိုသူတို့ကရဲပွဲဖွဲ့လိုက်ကြတာခရစ်တော်ရှေ့မှာပျောင်ပျောင်ငေါက်ငေါက်လှုပ်ပြီးတော့ပြည့်ရဲ့ပြုစော်ကားလိုက်ကြတာပါပဲအငယ်34မှ36ယေရှုကလည်းယခုဘဝသားတို့သည်စုံဖက်ခြင်းထိမ်းမြားပေးစားခြင်းကိုပြုရကြ၏နောင်ဘဝကို၎င်းပေခြင်းမှထမြောက်ခြင်းကို၎င်းရရိုက်သူဟုမှတ်တော်မူခြင်းကိုခံရသောသူတို့သည်စုံဖက်ခြင်းထိမ်းမြားပေးစားခြင်းကိုမပြုရကြ သေခြင်းနဲ့အစဉ်ကင်းလို့၍ကောင်းကင်တမန်ကဲ့သို့ဖြစ်ပြီပါမက ထားမြောက်ခြင်းဤသာဖြစ်သောကြောင့်ဖျားသခင်ဤသာဖြစ်ကြ၏အတိတ်ပဲအောက်မလွဲပါနဲ့နော် လူသားဟာလူပေါင်းလောကကိုရှင်သန်စေခြင်းအကဲ့ဆုံးဖက်ကြရတယ်ထိမ်းမြားမင်္ဂလာဆောင်နှင်းကြရတယ်ဒါပေမဲ့ဒါတွေဟာလောကုတ်တရားဘက်ကိုဆွဲခေါ်သွားလို့ရတာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်ဆက်တွဲဝါကျဖြစ်တဲ့ပေခြင်းနဲ့ကင်းလွတ်တဲ့ကောင်းကင်တမန်ကဲ့သို့ဆိုတာက ရှင်းသွားအောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။ရှင်မာဖဲနဲ့ရှင်မာကုမှာကြတော့မင်းတို့ကျမ်းစာကိုလည်းနားမလဲ။ဘုရားသခင်ရဲ့ဘုံတကိုယ်တော်ဆိုတာကိုလည်းဘာမှညာမှမသိကြဘူး။ခမရောက်ရာကာလမှာဒီဂရဝါသကိစ္စတွေမရှိဘူးဆိုတဲ့အချက်ကိုပဲဖော်ပြထားပါတယ်။အငယ်38နဲ့38ထိုမတပါမောရှိသည်ထာဝရဘုရားကို အာဗြဟံဤဘုရားဣဇက်ဤဘုရားယာကုပ်ဤဘုရားဟုခြုံကန်၌ခေါ်ပေါ်သောအခါ သေလွန်သောသူတို့သည်ထမြောက်ကြောင်းကိုဖော်ပြခဲ့ပြီဖျားသခင်သည်သေနေသောသူတို့၏ဖျားမဟုတ်အသက်ရှင်သောသူတို့၏ဖျားဖြစ်တော်မူ၏ထိုသူအပေါင်းတို့သည်ဖျားသခင်၌အသက်ရှင်ကြသည်ဟုမိန့်တော်မူ၏ခရစ်တော်ဟာဇရုကဲတွေကို အမှန်တရားကို သိမြင်စေဖို့စိတ်ရှည်ရှည်နဲ့ဆုံးမပေးနေတယ်ဆိုတာရှင်လုကာဖော်ပြပြပါပါတယ်ခြုံကန်းဆိုတာကတော့မောရှေကိုဖျားသခင်ဟာခြုံပုတ်တစ်ခုမှမီးတောက်မီလီယံကြီးထစေပြီးတော့မောရှေကို မှုတော်ဆောင်ဖို့အတွက်အမိန်ပေးခဲ့တဲ့အချိန်ကိုပြန်ပြီးတော့ရည်ညွှန်းခြင်းဖြစ်ပါတယ်။ဒီနေရာမှာဇာရုကဲဆိုတဲ့လူတန်းစားဟာအခုခေတ် liberalist လို့ခေါ်တဲ့လွတ်လပ်စွာစိတ်တိုင်းကြတို့တော့တေးတယ်ဟေးဆိုတဲ့လူတန်းစားနဲ့တူတယ်လို့ကျွန်တော်တို့ကောင်းကောင်းကြီးမြင်နိုင်ပါတယ်။သူတို့ဟာရှင်ပြန်ထမြောက်တယ်ဆိုတာယုတ်တိမရှိဘူး။အပြိုကညာကမွေးဖွားတယ်ဆိုတာလည်းယုတ်တိမရှိဘူးဆိုတဲ့ကိုညံကို အာကိုရေးသမားကြီးတွေဖြစ်တဲ့အခုခေတ်အဲ့ဒီ liberalist တွေနဲ့တစ်ဖြတ်တည်းတူနေတယ်။ အဲ့ဒီလိုပဲပါရီရှဲကျတော့ conservatives လို့ခေါ်တဲ့ဓမ္မဟောင်းပြည့်ညက်တရားတွေအပေါ်မှာပဲအစွဲကတ်နေပြီးတော့အယူသီးခြံနေတဲ့လူတွေကျင်းမြောင်းတဲ့လူမျိုးရေးဝါဒီတွေလို့ကျွန်တော်မြင်ရမှာဖြစ်ပါတယ်။ဒါတော့ဇာရုကဲနဲ့ပါရီရှဲဆိုတာကဆန့်ကျင်ဘက်အဲ့ဒီလိုဆန့်ကျင်ဘက်အတွေ့အခေါ်ဓမ္မတွေဟာခရစ်တော်ကိုဆန့်ကျင်ဘက်တဲ့နေရာမှာကျတော့ဆန့်ကျင်ဘက်ပြုတ်လုပြီးတော့ခရစ်တော်ကိုမုန်းတီးတဲ့နေရာမှာကျတော့တလောရဲ့သွားပြီးတော့သပင်ကောင်းနေကြတယ်။သွေးစည်းညီညွတ်နေကြတယ်။ အခုဖာရိရှဲတွေရဲ့လင်ခွန်းဆဲနဲ့မိမကြီးဆိုတာဟာတမင်ထွင်ပြီးခရစ်တော်ကိုယံဆတဲ့သဘောအများကြီးသက်ရောက်ပါတယ်ဒါပေမဲ့ပထမတော့ကဖာရိရှဲတွေလောက်ခရစ်တော်စိတ်မဆိုးပဲသူတို့ကိုဆူလဲဆူတယ်ဆုံးလဲဆုံးမှပါတယ်အခုကျွန်တော်တို့ခင်မာလေဒီလိုပဲဆေးမင်းရေစုတ်ထိုးပြီးတော့ဖျားတီတာကဖြတ်မရပဲနေခြင်းနေအိမ်တော်မှုကတော့ဖြတ်လို့ရတယ်ဟေးဆိုပြီးတော့ရီစာတထောင် လင်ကောင်တယောက်တို့ယောက်ျားကောင် မောင်မတထောင်တို့လက်မထက်ပဲတယောက်ပြီးတယောက် living together လို့ဆိုတာဒီအများကြီးရှိပါတယ်။လောကအယုံ လိုက်စားခြင်းတက်တက်ပဲဆိုတာရှင်းနေပါတယ်။ဒါပေမဲ့အခုဇာတုကဲတွေပြောတာမျိုးကတော့တမျိုးကြီးကိုယ့်ရောကာယကြီးဖြစ်နေတယ်။ကျဉ်ဉံဖမန်းတကပါလုံးလိုက်ပြီးရှင်냐ရှင်သတင်းပေးကြပါလို့ကြော်ညာရလောက်အောင်ရှားပါတဲ့ဂုံပစ္စည်းပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အခုခေတ်လွတ်လပ်စွာ တွေးခေါ်ရေးဝါဒီသို့မဟုတ် liberalist တွေဟာ တမချမ်းစာအကျွင်းမဲ့အသက်ရှိတယ်ပြည့်စုံတယ်ဆိုတာမယုံဘူးဇာတ်ရုပ်ကဲတဲ့ဒီအတိုင်းပဲသူတို့ကအံ့ဘွယ်တကောနမိတ်ကိုလည်းလက်မခံဘူးနှစ်ပေါင်း2000လောက်ရှည်လျားလာတဲ့ခရိယံဘာသာရေးလမ်းကြောင်းကိုသူတို့ကသွေးဖီးခြင်းနဲ့ကို့အုံနောက်နဲ့ကို ပြင့်နေတယ်သိပ်ပန်နီးကြဖြစ်အောင်ပြင့်မယ်ပေါ့ပြင်းပြင်းရင်ပြင်ပေါ့ကျွန်တော်ကတော့ဒီ liberalist အယူဆသမားတွေကိုခရိယံလူကိုမသတ်မှတ်ထိုက်ဘူးလို့ပြက်ပြက်သားသားပဲကျွန်တော်ပြောခြင်းနဲ့ဘာသာရေးဆိုင်ရာအစည်းအရုံးကြီးဖွဲ့ရင်ဖွဲ့ ဝါသနာအတူများရဲ့ပါတီကြီးထောင်ရင်ထောင်ခရိယန်ဆိုတဲ့နာမည်ကိုတော့မသုံးဆွဲတိုက်ဘူးလို့ဒီနေရာမှာတင်ပြခြင်းပါတယ်ကျွန်တော်ကဘာကြောင့်ဒီလို liberalist တွေကိုမုန်းတယ်လဲဆိုရင်ခရစ်တော်ကိုသူတို့ဟာဆန့်ကျင်တဲ့နေရာမှာဇာတုကဲရဲ့လမ်းစဉ်ကိုလိုက်နေခဲ့ကြလို့ပါလိုက်နေစဲလဲဖြစ်ပါတယ်ပြီးတော့တခြားလူတွေကိုလည်းလိုက်ပြီးစီးယုံနေတယ်အဲ့တော့သိပ္ပံပညာမတောက်တစ်ခေါက်တတ်တဲ့လူတွေတို့မဲမတောက်တစ်ခေါက်တော့မဟုတ်ဘူးတချို့လဲအတော်ပေါင်ောက်ခဖြစ်လောင်အောင်တတ်တဲ့လူတွေလည်းပါတယ် တခါလေလိုက်ပြီးစီယုံတော့အဲ့ liberalist တွေ ਨੇ ရောရောင်ပြီးတော့ခရစ်တော်ကိုစော်ကားမော်ကားလုပ်ကြတယ်။နှစ်ပေါင်းထောင်ချီပြီးထိမ့်သိမ့်လာခဲ့တဲ့ကဲတင်ချင်းတရားအစ်စ်အမှန်ပေါ်မှာသွေးဖီးတယ်။သိပ်ပန်ဒီမကြကြအောင်လို့ရှောက်ပြီးတော့ပြုတ်ပြင်းပြောင်းလဲကြတယ်။လွတ်လပ်စွာတွေးခေါ်တယ်လို့သူတို့ကိုသူတို့အထင်ကြီးကြတယ်။ဒါကြောင့်မလို့ဒီလမ်းစဉ်ဟာအရန်ကြောက်ဖို့ကောင်းတဲ့လမ်းစဉ်ဒါကိုကျွန်တော်အလေးအနက်ပြောချင်တယ်။ဒါဆိုရင်ဇာရုကဲအကြောင်းကိုဆက်ပြောဖို့ လိုတယ်လို့ကျွန်တော်ယူဆပါတယ်ခရစ်တော်ကိုသတ်တုံးကဖာရိရှဲတို့ဇာလူကဲတို့ကျမ်းတက်ကြီးတို့တွေပါဝင်ခဲ့တယ်ဆိုတာကိုသိကြပြီနော်အေးအဲ့ဒီထဲကဖာရိရှဲနဲ့ကျမ်းတက်ဆိုတဲ့ပုံကိုယ်တွေဟာခရစ်တော်ကိုသတ်လဲပြီးတော့လက်တံတွေပြန်ပြီးတော့ရုပ်သိမ်းဖွားကြတာတော်တော်များတယ်တဲ့ဇာလူကဲကတော့ငြိမ်မသွားဘူးအသင်းတော်တွေစတင်ထူထောင်ချိန်မှာလိုက်ဖြက်စီးတာသူတို့အဓိကဖာရိရှဲနဲ့ကျမ်းတက်တွေကနောက်ပိုင်းမှာခရိယန်တွေတောင်ဖြစ်ကုန်ပြီးတော့ အသင်းတော်အဖွဲ့အစည်းမှာပါဝင်လာကြတယ်ဆိုရဲမှတ်တမ်းမှတ်ရတယ်ရှိခဲ့ပါတယ်ဇာရုကဲတွေကအဲ့ဒီလိုပြောင်းလဲတဲ့အရေးအယောင်ဘယ်ကျမ်းမှာမှမတွေ့ဘူးအစအနရှာမတွေ့ဘူးဥပမာတမန်တော်ဝတ္ထုမှာယေဘရောဟိတ်တွေရဲ့ပြောင်းလဲခြင်းတွေအကြောင်းပါဝင်လာတယ်တမန်တော်ဝတ္ထုအခန်းကြီး3 4 6တို့မှာအတိအလင်းကျွန်တော်တို့တွေ့ရမှာပါဒီယေဘရောဟိတ်အဝဝိုင်းဆိုတာတခြားမဟုတ်ဘူးပါရိရှဲနဲ့ကျမ်းတတ်တွေအပါအဝင် ဖြစ်ခဲ့တယ်ဇာရုကဲတွေကတော့ဒီအချိန်မှာမှောင်ခိုးနေတယ် ဘယ်မှမရှာမတွေ့ဘူးသူတို့ဟာဗိမှန်တော်အဖိုင်းဝိုင်းကိုလည်းအတိတ်ကဆန့်ကျင်ခဲ့တယ်လို့နောက်ပိုင်းအသင်းတော်အဖိုင်းဝိုင်းကိုလည်းဆက်လက်ဆန့်ကျင်မှာပဲခရစ်တော်ကိုလည်းဆက်လက်ပြီးတော့မုန်းကြီးခဲ့ကြတယ်လို့အလေးနဲ့တင်ပြလိုက်ပါစေအခုအချိန်မှာခရစ်တော်ကိုစော်ကားပြီးတော့ပေါ်ပူလာဖြစ်နေတဲ့လူတွေအတွက်ကျွန်တော်အလွန်အသေးရမိပါတယ်တခြားနည်းနဲ့စော်ကားမော်ကားပြုမှုဟာဒီအပြစ်ကိုပြည့်တဲ့အချိန်ရဲ့လို့ရှိနိုင်တယ်ပြန်ပြီးတော့လှည့်လာစရာအကြောင်းရှိတယ် ကိုကိုကိုမကြော်ကြားကြော်ကြားအောင်လှုပ်ရင် ခရစ်တော်ကိုခူးလုံးလှောက်စော်ကားတာကြတော့ပြန်ပြီးတော့ကမင်းလေပြန်လှဲ့เสียအကြောင်းမရှိတဲ့လမ်းမကြီးပဲလို့ကျွန်တော်အလေးအနက်မြင်မိပါတယ်။ဒါကြောင့်ဇာရုကဲလက်ဟောင်းလက်ဖစ်တွေအကုန်လုံးဟာကြောက်เสียအကောင်းဆုံးနဲ့ယွန်เสียအကောင်းဆုံးလို့ကျွန်တော်ဒီနေရာမှာဖော်ပြလိုက်ပါရစေ။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်39မှ48ကျမ်းပြူเสียအချို့တို့က အရှင်ဖျားကိုတော်ဤစကားသည်လျှောက်ပတ်ပါ၏ဟုပြောကြ၏နောက်တဖန်အရှင်မမေးမလျှောက်ဝန်ကြယေရှုကလည်းခရစ်တော်သည်ဒါဝိဒ်ဤသားဖြစ်သည်ဟုအပေကြောင့်ဆိုကြသည်။ဒါဝိဒ်ဤစကားမှာထာဝရဖျားကသင်ဤရန်သူတို့ကို သင်ဤခြေတင်ရာငါမချထားမီတိုင်အောင်ငါလက်ရဘဲ၌ထိုင်နေလော့ဟုငါသခင်အားမိန်တော်မူသည်ဟုစာလံကျမ်းစာ၌ဒါဝိဒ်ဆိုသည်။ထို့သောဒါဝိဒ်သည်ခရစ်တော်ကိုသခင်ဟု၍ခေါ်နေ အဘယ်သို့သူဤသာဖြစ်သည်ဟုမေးတော်မူ၏ပရိသတ်များနားထောင်စဉ်တွင်တပည့်တော်တို့အားတဖန်မိန်တော်မူသည်ကကျမ်းပြုဆရာတို့ကိုရှောင်ကြလော့သူတို့သည်ရှေသော အင်ကြီးကိုပုတ်ရက်လဲခြင်းဟာအလိုရှိကြ၏ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်းပွဲသပင်တရားစီရတု၌မြင့်မြတ်သောနေရာထိုင်ရာကို၎င်းတည်သက်ကြ၏သူတို့သည် မုတ်ဆိုးမှအိမ်ကိုလူယူသိမ်းဆား၍အပြစ်မပေါ်စေခြင်းဟာရှေစွာသောပတနာစကားကိုရွတ်တတ်ကြ၏ သူတို့သည်ပား၍ကြီးစွာသောဒဏ်ကိုခံရကြလက်တန့်ဟုမိန့်တော်မူ၏အလွန်တရာလေးနဲ့တဲ့ကြမ်းပိုင်းဖြစ်ပါတယ်ဒီအပိုင်းကိုပြီးခဲ့တဲ့ရှင်မသက်ခရစ်ဝင် သင်္ကန်းစာမှာကလေးကကျွန်တော်တခါရှင်းလင်းချက်ထုတ်ခဲ့ပြီးပါပြီဒါဝိဒ်မင်းကြီးကိုယ်တိုင်ဟာကယ်တင်ရှင်သခင်ခရစ်တော်ကိုသူ့ရဲ့လင်္ကာထဲမှာနာမည်မဖော်ယုံတမဲအနာဂတ်တိစကားများနဲ့ဖော်ပြခဲ့ပါတယ်ဒါကိုတော့130ခုမြောက်သောဆာလံမှာအထင်ရှားတွေ့ရမှာဖြစ်ပါတယ် မိတ်ဆွေတို့ပြန်လဲဖတ်ရှုကြည့်ကြပါရန်မေတ္တာရက်ခံပါရစေအခုလိုခရစ်တော်ကိုကယ်တင်ရှင်မေရှိယအဖြစ်ယူပါယုံမှမြင်ခဲ့သူဒါဝိဒ်ဟာဘယ်လိုလုပ်ပြီးတော့ငါ့ရဲ့ဘေးလောင်းတော်အင်းငါ့ရဲ့အဖေဖြစ်နိုင်ပါလဲဆိုတဲ့ခရစ်တော်ရဲ့အဆိုအမိန့်ဟာ အလွန်ကောင်းမွန်ပါတယ်ဝိညာဉ်ရေးအရှင်အလွန်ပြင်းထန်ခဲ့ပါတယ်အမှန်တော့ခရစ်တော်စီမှာလောက အဖေအဖြစ်နာမည်ခံသူယောသတ်ဖြစ်ပြီမဲ့ ယေရှုခရစ်တော်ဟာအပျော်ကညာမှဖွားမြင်ခဲ့တဲ့ကယ်တင်ရှင်ဖျားသခင်ရဲ့သားတော်သာဖြစ်လို့ဒါဝိဒ်သားမကကမ္ဘာသမိုင်းဝင် လူသားများအားလုံးရဲ့ပြည့်လွတ်ပိုင်သောကယ်တင်ရှင်ဖျားသခင်သာဖြစ်ပါတယ်။ဒါကိုခရစ်တော်ကိုယ်တိုင်ထုတ်ဖော်ကြေညာလိုက်တဲ့ဒီကြေညာချက်နဲ့ရှင်လုကာခရစ်ဝင်အခန်းကြီး20ပြီးဆုံးသွားပါတယ်။ဒေါက်တာထွန်းမြတ်ရေးစီစဉ်တည်ဆက်တဲ့တင်ပြတော်သမချမ်းအစီအစဉ်ဖြစ်ပါတယ်။နောက်တစ်ချိန်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး21ကို လိလာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ တော်ဇာနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်